ချစ်စွာသောမိဘပြည်သူပေါင်းစိတ်အချမ်းသာခြင်းကိုယ်အချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမကျွန်တော်တို့ညီကိုတုံးကနေပြီးတော့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာမင်္ဂလာပါတီတီဒါနာနဲ့ပလီပလာမပြောတတ်တဲ့ပြည်သူစပီကာပြန်လည်လို့ရောက်ရှိလာပါပြီဟုတ်ကဲ့ကျွန်တော်တို့အားလုံးဒီအချိန်မှာစီးလုံးရမယ်ညီညွတ်ရမယ်လို့ကျွန်တော်ပတ်စင်တိုင်းပတ်စင်တိုင်းကျွန်တော်ပြောခဲ့ပါတယ်ခဏခဏလည်းကျွန်တော်တတိပေးခဲ့ပါတယ်အခုဆိုရင်ကျွန်တော်တို့ဘက်ကစီးလုံးညီညွတ်ပြီးတော့ဟိုဘက်ကတော့ဒေါသပုံတွေထပြီးတော့အချင်းချင်းတွေ တယောက်အပုပ်ကိုတယောက်ဖော်ပြီးတော့ထိုးမယ်ကြိတ်မော်ဒီစင်ပေါ်မှာပြောကုန်ရပြီဗျာဟုတ်ကဲ့ဟိုပါဒါလည်းကြပါကျွန်တော်ဒီနေရာနေပဲကျွန်တော်ပြောညင်ပါလေညီညွတ်ကြပါစီလုံးကြပါလို့ကျွန်တော်ဒီနေရာနေပြောညင်ပါလေထိုးမယ်တွေကြိတ်မယ်တွေမပြောကြပါနဲ့တစ်ဖက်ကလည်းကြောင်မျိုးမင်းကလည်းသွားပြီးတော့ရံမစပါနဲ့ဟိုသူကရံသွားပြောတာဟုတ်သူကတမဲတော့မဲမထည့်ဘူးသွားပြောတာတော့အဲ့လိုမျိုးသူကသွားပြီးတော့သူကပြောတဲ့အတွက်တကယ်တကယ်ကြတော့ ်မြမကြီးအေးနဲ့ပတ်သက်လာရင်ကြောက်မျိုးမျိုးပါလုတ်ခဲ့လဲဘာမှမလုတ်ခဲ့ဘူးဟုတ်ပါဟုတ်တယ်တော့တကယ်အကိုကိုကြီးကတကယ်ကိုလုတ်ခဲ့တယ်တကယ်ကိုလုတ်ခဲ့တယ်အခုကြမှဟိုသူ့ဖက်နေသူသူ့ရဲ့သူကံကြက်ပေါ့နော်ခံယူချက်နဲ့သူသူ့ဖက်နေသူလုတ်တာဒါကိုကျွန်တော်ကမပြောလို့ဘူးเนาะဒီအချိန်မှာ तू ကနေပြီးတော့ မီးစာလိုက်မွှေးနေတဲ့လူဖြစ်နေတယ်ဟုတ်ကဲ့ပါเนาะအရင်တုန်းကဆိုရင်မီးစာတစ်ဖက်ရေမုတ်တစ်ဖက်လို့ဟိုကျွန်တော်တို့အများအားပြောကြတာဆိုးစကားရှိတယ်အခုကတော့မီးစာတစ်ဖက်ရေမုတ်တစ်ဖက်မဟုတ်ကြောင်မျိုးမင်းလို့ကြောင်စိုးဦးလို့တော့ကဟိုကောင်းမြူစပင်ကွဲတို့ပါတို့ကသူကဟိုမီးစာကြီးပဲဖြစ်နေတယ်လာပြီးတော့မီးရှို့နေပုံကဘူးတေးတေးငတိမိုင်းပြီးရောဆိုပြီးတော့အဲသူတို့တွေကဟိုခုန ကိုကိုကြီးပြောသလိုမျိုးပဲမင်းတို့ဖန်နေမင်းတို့ကွာသူများပေးစာကန်းစာလေးနဲ့မင်းတို့ဖန်နေမင်းတို့နေကြပါเนาะလာပြီးတော့ဒီဘက်ကိုလာပြီးတော့မပြောပါနဲ့ငါဆွဲထိုးပါတော့ဆိုတဲ့ဥစ္စာပေါ့တော့အဲ့စကားလေးတော့ကျွန်တော်ကြိုက်တယ်ဗျာမင်းတို့ခုနပြောလို့မင်းတို့ပေးစာကန်းစာလေးကိုအေးစစ်စစ်စားပါတော့အေးစစ်စစ်စားပါတော့ အဲ့ဒါကြီးကကျိန်းတယ်ပါဘူးကြောင်ပြောပြလို့ကြောင်စိုးဥဒါဟိုဒီဘက်ကလူတွေအများနဲ့ပြောတယ်ဟာဒီကောင်တွေကဘလူရှီယာတွေကဆွန်သားတွေရပြီးတော့ဘလူတွေစားတယ်လို့ပါတော့အမှန်တကယ်ကျွန်တော်တို့ဒီဘက်ကလူတွေကကိုယ့်ရဲ့ဟိုလုံအားနဲ့ဟုတ်ကဲ့ကိုယ့်ရဲ့ YouTube channel တွေထောင်ပြီးတော့ကိုယ့်ဘန်နေကိုအမှုပညာနဲ့တိုက်ပွဲဝင်နေကြတယ်အဲသူတို့ဒီနိုင်ငံရေးတွေလူမှုရေးအဲ့ဒါနဲ့တိုက်ပွဲဝင်နေကြတယ်သူတို့ကမှတကယ် ီ staff ကမကနေပြီးတော့မင်းတို့ဒါကိုပြောဒါပြောရင်ဒီတော့ရမယ်မင်းတို့ဒီလိုပြောရင်တော့ဒီလိုရမယ်ဒီလူကိုမင်းတို့ဒီလိုစော်ကားလိုက်ရင်တော့မင်းတို့ဒီတော့မင်းတို့ပေးမယ်ဆိုပြီးတော့ပေးထားတဲ့အတွက်ကောက်ရိုးပုံစောက်ပြီးတော့အယိုးရင်ကြိုက်နေရတဲ့ဥစ္စာဘွင်းဘွင်းကြီးပေါ်သွားတယ်မှန်တယ်နောက်ပြီးတော့တို့ချင်းချင်းလည်းမတည့်ဘူးဆိုတာငိုတွေကသိရမှာဖွက်လူနေရဆိုတာအတိတာဝါတိတာဝါတယ်အတိတာဝါတယ်ဆိုတော့ဒါကျွန်တော်ဟိုဟို လေးစားတဲ့နေရာမှာကိုကိုကြီးပါတယ်ဒါပေမဲ့တော့အဲ့လူတွေကတော့တခုတော့သွားညီးရဘာလို့ဆိုအစ်စ်ပေါ့နော်သူတို့ဘက်ကနေလော်ဘီညက်နာမည်ကြီးအဲ့လူကိုသူတို့ဖိပြီးတော့ထောင်းနေထဲပြလိုက်တာသူ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 တက်ပို့ကြော်သွားမှာကြောက်တယ်ဆိုတော့ဟိုကျွန်တော်ခုနကိုကိုကြီးကိုကျွန်တော်လေးစားတယ်ဆိုတာကျွန်တော်တို့တည်းလည်းတက်လည်းကြည်ပါကျွန်တော်တို့ရဲ့ဟိုနောင်တော်တွေလိုလည်းပြောလို့ရပါတယ်88နောက်ပိုင်းမှာ88ကနေစပြီးတော့နောက်ပိုင်းမှာတကယ်ကိုပဲယွယွချုံညွ အဲသူတို့ပြောရမယ်ဆိုရင်ဒီနိုင်ငံအတွက်ကိုသူတို့လောက်ခဲ့ပါတယ်အဲပြီးတော့ကျွန်တော်အမှတ်ရနေတယ်ဗျာကျွန်တော်တို့ဒီကျွန်တော်အမှတ်မှိုင်းမှားလိမ့်မယ်2015လာဒါမှမဟုတ်ရင်အဲဦးသိန်းစိန်တမနာလက်ထက်မှာလာတော့မသိဘူးအဲသူတို့ဟိုပြဿနာတစ်ခုတက်ကြသေးတယ်တက်ကြသေးတော့အာမင်းတို့ဟိုဒီ ဟိုငွေ800လားဘလောက်လားမသိဘူးပေါ့နော်1800လား8000လားတော့မသိဘူးအဲ့ဒါကိုပေးဆောင်မလားတရားရုံးကနေအမိန့်ချလိုက်တာပေါ့နော်အဲ့ဒါကိုပေးဆောင်ဒံကြီးဆောင်မလားဒံကြီးဆောင်မလားထောင်ကြခံထောင်ကြခံမလားဆိုပြီးတော့ဒါအဲ့ဒီအချိန်မှာဒံကြီးသူ့အနေနဲ့ဒံကြီးဆောင်လို့ရတယ်ဘာမှလည်းမဟုတ်ဘူးကြားတယ်ထောင်ကြခံပြီးထောင်ထဲဝင်သွားတာဟုတ်ကဲ့ဒါလေးစားလို့ဥစားပြဒါလေးအခုဒီအချိန်မှာလဲသူကသူ့ခံယူခြင်းနဲ့သူ့ तू လုတ်တာကျွန်တော်တို့ကဒါကိုတို့ဟာမလုတ်အောင်ဘာဖြစ်နေလဲကျွန်တော်တို့ဘာမှမပြောဘူးမှန်ပါတယ်ကိုသမိုင်းသူရေးမှာကိုသမိုင်းကိုရေးကြမှာ तू လုတ်ခဲ့တဲ့ဆွမ်းဆွမ်းနဲ့မှလုတ်ခဲ့တဲ့အရာတွေလည်းအများကြီးရှိပါတယ်ကောင်းခဲ့တာတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ကြိုက်တာတော့စင်ပေါ်မှနေပြီးတော့မင်းတို့ရည်ရည်ရာလာမလုတ်နဲ့မင်းတို့ဟိုသူများပေးစာကန်းစာစားပြီးတော့မင်းတို့ဥစ္စာပြောငောက်တော့လာပြောနဲ့ဆွဲထိုးပါဆိုတဲ့ဥစ္စာကြီးတော့ကျွန်တော်ကြိုက်တယ်ဗျာအဲ့ဒီအဲ့ဒီစကားကိုကျွန်တော်ပြန်ချိန်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ ဟွာပါလေအခုအခုရေကောက်ဘက်ဝင်မဲ့အကြီးဆုံးပါတီဥက္ကရာကြီးကပြောတယ်နော်သူသူဂရီပေးရတဲ့ဂတိတာမတင်သူ့ကိုမျက်နှာကိုလက်တင်းနဲ့လာထိုးပါတယ်ဟာအဲ့တော့အဲ့မျက်နှာကိုချိန်ပေးလိုက်မှာဟာမျက်နှာချိန်ပေးလိုက်ဟိုကလည်းမျက်နှာကိုမျက်နှာကိုဆွဲထိုးပါဟိုကလည်းသူ့လာထိုးဆိုတော့သူတို့နေရာဆိုတော့ချိန်ပေးချိန်ပေးလိုက်တော့ကောင်းပါလေဟုတ်ကဲ့ပါဘာပြောပြောပေါ့နော်အခုဒီဥစ္စာဆိုရင်ကျွန်တော်တို့အဲဒီကာလမှာဆိုဒီရဲ့ဘိုင်းတော့တိမှာဆိုရင်ကျွန်တော်တို့ဒါတနေ့နေရာလေးကျွန်တော်တို့ထွက်တယ်ဘာကြီးထွက်နေဆိုတော့ဟိုပြည်သူတွေကိုတော့ အဲတခြားမျိုးကဟိုပြည်သူတွေရောကဘာကရောအဲအိန္ဒိယနိုင်ငံတွေရောဟာသူတို့လောက်တာမှန်နေတယ်ဟာသူတို့ကတကယ်ကိုကျိုးစားလုပ်နေတယ်ဆိုပြီးတော့ထင်ဟအောင်ဆိုပြီးတော့သူကနေတော့ဒီတူနာအားသာမိုးလုံးလေးလုံးကွင်းထဲမှာအဲကွင်းထဲမှာသူကနေတော့ပြည်သူတွေကို2000ပေးမယ်2000မဟုတ်တော့2000မဟုတ်တော့9000ပေါ့2000ပေးမယ်ဆိုပြီးတော့ခေါ်လိုက်တယ်အာတကယ်လူတွေကတော့လာကြတာပေါ့နော်အာအင်ကြီးတွေပေးတယ်အုတ်ထုပ်တွေပေးတယ်လာကြတယ်ပြီးတော့ရုပ်ရှင်သဘင်ဂီတာက လူတွေကိုလည်းမင်းတို့မဖြစ်မနေတက်ရမယ်တချို့လူတွေကြောက်တော့မတက်ချင်ဘူးလေဒါပါဒါပါဒါမင်းတို့မဖြစ်မနေတက်ရမယ်မတက်လို့ကတော့မင်းတို့ကတော့အေးအေးယူမယ်ပါညာဆိုတော့အဲ့လိုချင်းချောင်းမှုတွေနဲ့တက်လာတဲ့လူတွေရှိလို့အဲဘောမာတွေလည်းရှိပါတယ်ဘောမာတွေကလည်းဟာသူတို့ဘိုင်သူတို့တက်လာကြတယ်ပေါ့နော်ဘောမာတွေကဘောမာတွေကလည်းသူတို့အစင်တိုင်းမကြီးသူတို့တက်လာကြတယ်တကယ်တကယ်ပြေးလဲပြီးတော့ခုနှစ်ထောင်လားခုနှစ်ထောင်ခုနှစ်ထောင်ပဲရတယ်တောင်းတော့မရဘူးတောင်းတော့မရဘူးတောင်းတော့မရဘူးဆိုတော့ဒါကတမိုင်းကြီးကဟိုရှေ့ကဖုံးနေနောက်ကပေါ်နေတယ် ကျွန်တော်တို့ဟိုဒီဥစ္စာပေါ့နော်ပြည်သူအစိုးရလက်ထက်တုန်းကအန်ဒီအင်ကြီးတွေကိုအလကားမပေးဘူးဟုတ်ဟုတ်ဟုတ်ပါတီရမောရမောငွေဖြစ်ဝယ်ရတယ်ဟိုအများတို့လိုချင်တော့လိုက်ပြီးဝယ်ရတာပါဝယ်ရတယ်အလန်လေးတွေဝယ်ရတယ်အခုကသူကအလကားလိုက်ပြီးတော့မှလူကတက်တက်မဲ့လူကမရှိဘူးမရှိတော့သူတို့ကအဲ့လိုမျိုးပြဿနာကြီးတက်ကြတယ်ပြီးတော့ကျွန်တော်တို့ဟာဘယ်နေရာမှာကျွန်တော်တို့ဒီအာမီတော်ဆန်းစုကြည်လာပြီးတော့ အာတရားဟောမယ်ဆိုရင်လေအလူတွေကဒီရန်ကုန်တစ်မြို့လုံးမှာရှိတဲ့လူတွေကအိုးဆိုသွားကြတာနော်နှစ်ကောင်းလည်းပေးကြလို့ဘာမှလည်းပေးကြပေးကြမလို့ဟုတ်ကဲ့မဲတော်တားယူပါဟုတ်တယ်လမ်းမလျှောက်နိုင်တဲ့ကလေးတွေအစားပါတယ်နော်အဖူးစည်းလေးတွေနဲ့အားချို့ပေါ့ကောင်းတယ်စီးပြီးတော့အင်ဂျင်တွေဝေ့ပြီးတော့လေအားကြည့်တယ်တူရီတူရီအဲ့လိုတွေချို့ဖို့ရန်ကုန်တော့အခုဆိုရင်ဒါကိုသူတို့မှ တစ်ကြားอยู่ဟိုကြီးတော့ဗောနော်အဲ့လိုက်ကြီးကတော့တုံတုံကြီးနဲ့ဟာမတက်မနေရတက်ရမယ်ပါညာသူတို့တက်နေကြတာဗောနော်ဒါပဲလေသူတို့ရည်စင်ကြပဲတခုတော့ရှိတယ်ကိုကကျွန်တော်မြင်တာလေးတခုဗောနော်အဲ့ကျွန်တော်ဒီကြက်ခိုင်းနေဖွံ့ဖြိုးရေးပါတီလာသူကလည်းသူတို့အသိဉာဏ်ရလေဒါဟုတ်ပြီသူရဲ့ဟိုဘာပြောမလဲဒန်တန်ချက်တွေသူ့မှာလည်းများနေပြီလားမသိပါဘူးဘာဖြစ်လို့လဲအရင်ဆိုရင်ပြဘလို့လုပ်လဲဆိုသူတို့ခေါ်ရင်တွားလိုက်တယ်ဩဒါခေါ်လိုက်တယ်ပုစံပင်ယူလိုက်တယ်အင်းပင်ယူလိုက်တယ်ဟုတ်တော့ပင်ယူလိုက်ပြီးသူတို့ကြိုက်တဲ့ပါတီပဲသူထည့်သွားတယ်အဲ့လိုတွေလောက်လာတော့ဒီတခါကျတော့ तू က ဟိုတခုကြီးကြတော့ကွာဒီအခမ်းအနားပွဲတွေပဲခေါ်တယ်မလားခေါ်ရင်သွားတက်တယ်တက်ပြီးတော့လက်မလေးထိုးပြီးရပါညာစီကျော်လို့ကြီးပြန်လာအခုပြန်လို့မရအောင်တကားတွေပိတ်တာတော့အောက်ထဲရင်ထိုးပြန်တယ်သူတော့ပြီးတော့ဟိုကျွန်တော်တို့ကရှိပါတယ်အဲကျွန်တော်တို့ဒီပြည်သူ့အစိုးရလက်ထက် NLD လက်ထက်တုန်းက အဲဘဒူဟိုမဟိုတီတူလေးစီကပတ်စံကိုယူပြီးတော့အာဟိုအစိုးရစီကပတ်စံကိုယူပြီးတော့ငါတို့ NLD အင်ဂျီတွေငါတို့ဟိုထုတ်တယ်အာ NLD စိတ်တွေထုတ်တယ် NLD အလံတွေထုတ်တယ်အဲ့ဒါတွေကဟိုပြည်သူဘန်နာနဲ့30ဝယ်ဟုတ်ကဲ့အခုကြမ်းကင်ဖွံ့ဖြိုးရေးပါတီကဟိုအင်ဂျီတွေထုတ်တယ်အုပ်ထုတ်တွေထုတ်တယ်အလံတွေထုတ်တယ်ဘာတွေထုတ်တယ်ညာတွေထုတ်တယ်အာတသက်တစ်နှစ်2000ပေးမယ်တစ်နှစ်9000ပေးမယ်တစ်နှစ်9000ပေးမယ်ဆိုတဲ့ဥစ္စာတွေကဟော ဘလူပစံနေတယ်ဟုတ်ကဲ့ပါပြည်သူဘန်နာကိုတုံးပြီးတော့သူတို့ကအာနာနဲ့ပါဝါကိုပြပြီးတော့အာမင်းတို့တော့နိုင်အောင်လို့ဘတ်ဂျက်ဘလောက်ချပေးမယ်ဆိုပြီးလုပ်တာဟုတ်ကဲ့ပါဝါစီမှာလည်းပစံနေရမရှိတော့ပါဘူးကျွန်တော်တို့ဒီမြန်မာနိုင်ငံပစံနေရဲ့စကူအနေအထားအရည်တွေးရကျွန်တော်ခိုင်နာတဲ့ A4 စာရွက်တာတာတော့ပဲရှိပါတော့တယ်ရွက်တာပဲရှိပါတယ်စီးရီးယားလည်းမချောက်သေးဘူး အဲသူတို့ငါတို့ကတော့ဒီဝါစီဆက်ယုံကြီးတစ်ခုလုံးရှိနေရပေါ့ကွာငါတို့ကြက်တော့ပတ်စံထုတ်လို့ရတယ်ဆိုပြီးတော့သူတို့အဲ့လိုတွေလုံနေကြတော့မြန်မာငွေကြေးရလဲကြာတော့ငွေကြေးပေါင်းပွားလာကြာကြွာလာတယ်ဆိုတော့ဟုတ်ပါပြီဒါတွေသူတို့အကြောင်းပြောနေမယ်ဆိုရင်မကုန်ပါဘူးပြောရင်တော့ကုန်မှာမဟုတ်ပါဘူးကျွန်တော်မဆုံးမအောင်တော်တော်ဖြစ်နေလိမ့်မယ်အဲကိုစည်းသားရေကိုပေါ်နေရေဟုတ်ကဲ့ကိုကျွန်တော်ဒီနေ့ဘာတင်းနေများကျွန်တော်တို့ကြားခဲ့ပါတယ်ဩဒီနေ့တော့ကျွန်တော်တို့ရှီဟိုတန်ကြားတာလေတန်ကြားစာလေးပေါ့နော်ဟုတ်ကဲ့ပါဒါလေးကိုကျွန်တော်တို့ကဟိုက ဖတ်ပြပေးမယ်ပြည်သူတွေအတွက်ပေါ့နော်တိအောင်ဟုတ်ကဲ့ကျွန်တော်ပြည်သူကိုစားပါဇက်အငားနဲ့ကျွန်တော်ပြောတာပါငါပြောတယ်တော့ရဟုတ်တယ်ကိုဟုတ်ဟုတ်အားလုံးဟိုကျွန်တော်တို့ဒီအစီအစဉ်အားကိုကျွန်တော်စပီကာဆိုရအောင်ဗျာเนาะအဲ့တော့ကျွန်တော်တို့ကလည်းဒါရရှိလာတဲ့တန်ကြားလာတဲ့တန်ကြားစာလေးတွေကိုကျွန်တော်တို့ကဒါမိမပြည်သူတွေသိအောင်ကျွန်တော်တို့ကပြောပြပေးမယ်ဘယ်နေရဲ့ဘယ်ရောဘယ်လိုတွေဖြစ်နေတယ်ပေါ့အခုကျွန်တော်ရှီကိုရောက်လာတဲ့တန်ကြားစာလေးကဘာလဲဆိုတော့ကျွန်တော်တို့ဒီအုတ်ကြီးတွေပေါ့ဟုတ်ပဲရက်ွက်အုတ်ကြီးတွေရဲ့ကျွန်တော်တို့ဒီပေါ့ပေါ့ရက်ွက်တဲမှာကျွန်တော်နီးမျိုးစုံနဲ့ပြည်သူတွေကို ဟိုကျွန်တော်တို့ညှိမ်းပန်းနှိမ့်ဆက်နေတယ်ကျွန်တော်တို့ဒီစစ်မှုထမ်းမှုတဲ့ပေါ်တာတွေဆွဲနေတယ်အဲ့ဒီဒိတ်ရင်းလေးလေးကိုလာပြီးတော့ကျွန်တော်တို့တိုင်ထားတာလေးရှိတယ်ဒါကတော့ကျွန်တော်ရှိမှာဟိုတိုင်ထားလာတဲ့ကျွန်တော်နှစ်ခုတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ပထမတစ်ခုကကျွန်တော်ဒေါ်ပုံမျိုးနေရန်ကုန်တိုင်းပေါ့ဟုတ်ရန်ကုန်တိုင်းတက္ကသိုလ်နဲ့ကလေးရဲ့ဒေါ်ပုံဟုတ်ဒေါ်ပုံမျိုးနေကနေပြီးတော့ကျွန်တော်တို့ဒီဗိုလ်တုံးဆန်ရက်ကွက်မှာရှိတဲ့အုပ်ချုပ်ရေးမှု လေဒါမဟုတ်တာကြီးလုံနေတယ်ဆိုတာကိုကျွန်တော်တိုင်းသားတိုင်းတစ်ခုရှိတယ်ပြီးရင်ကျွန်တော်အလားတူကကျွန်တော်မင်းလာဟုတ်တော့သူတို့လုံဘူးလို့လားမလုံဘူးလေပြီးရင်ကျွန်တော်ပဲခူးတိုင်းကျွန်တော်မင်းလာမျိုးနဲ့မှာရှိတယ်ကျွန်တော်အိုကြီးတယောက်ရဲ့ကျွန်တော်မဟုတ်တာကြီးလုံနေတာကြီးလည်းကျွန်တော်တိုင်းသားတာလေးရှိတယ်ဒါလေးကိုအရင်ဆုံးကျွန်တော်ဖတ်ပြပေးမယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါပထမဆုံးကျွန်တော်ဒီရန်ကုန်ရန်ကုန်တိုင်းပေါ့နော်ကျွန်တော်ဒေါ်ပုံမျိုးနဲ့တဲ့ဘိုးထွန်းဆန်ရက်ွက်အုတ်ချုပ်ရင်မူကျော်စိန်နဲ့အဖွဲကတဲ့လူငယ်များကိုဖမ်းဆီးပြီးတူးလိုက်ရင်28သိန်းပြည့်ကျွန်တော်ငွေညစ် ရွေးခိုင်းနေကြောင်းတဲ့ကျွန်တော်ဖန်ဆီးခံရတယ်ဆိုစတင်မျိုးသားချင်းနေရာကြီးကျွန်တော်ရှိလို့လာဦးတိုင်ကြတာလေးရှိတယ်ဟုတ်ကဲ့ပါအဲဖြစ်စဉ်ကဘလို့ဖြစ်လဲဆိုကျွန်တော်နိုဝင်ဘာလဒီ16ရက်နေ့ဒေါ်ဘုံမျိုးနေတဲ့ဗိုလ်တွန်းဆန်ရက်ကွက်အုပ်ချုပ်ရေးမှူးကျော်စိန်နဲ့ယာအိမ်မှုမိုးကြီးအဖွဲ့ကတဲ့ဒေါ်ဘုံမျိုးနေအတွင်းကျွန်တော်ကားဂိတ်များလမ်းများတွင်တဲ့အသက်16နှစ်မှအသက်35နှစ်အတွင်းကျောလူငယ်များကိုတဲ့လိုက်လံဖန်းစီကြောင်းတဲ့ဖန်းစီရရှိသောလူငယ်များကိုတဲ့ရက်ွက်ယုံနေကျွန်တော်ယာယီခေါ်ထားပြီး မိဘဆွေမျိုးများထံတို့ကျွန်တော်ဖုံးဆက်ခိုင်းတာတဲ့ငွေပြစ်လာရောက်ရွေးခိုင်းနေကြောင်းတဲ့ပြီးတော့ကျွန်တော်ဒီဟာဖမ်းလိုက်တဲ့လူလေးရှိတယ်အဲ့ဒါဘလူးကဖမ်းလာလေးဆိုတာတာရီတာမျိုးနဲ့အမတ်ရှိရက်ကွက်မှကျွန်တော်လူငယ်တူမှာတဲ့နိုဝင်ဘာလ16ရက်နေ့အပြင်ထွက်သွားစဉ်တဲ့အုတ်ချုပ်ရည်မှုကြော်စိန်နဲ့အဖွဲကဖမ်းဆီးမှုခံလိုက်ရပြီတဲ့နိုဝင်ဘာလ18ရက်နေ့တာဂီတာမျိုးနဲ့ရှုကင်းတာလန်း စံလဖေးဆိုင်တွင်ငွေကျပ်28သိန်းပြည့်ပြဲလေလဖေးဆိုင်လဖေးရောင်းတာလားဆန်ရောင်းတာလားမဟုတ်လေသူကလဖေးဆိုင်နာမည်ကစံလဖေးဩအဲအဲစံလဖေးဆိုင်မှာလာရောက်ပြီးအဲဖန်းစည်းဝါးတဲ့ကောင်လေးရဲ့မိဘဆွေမျိုးတွေကိုချိန်တယ်ချိန်ပြီးတော့အဲကလေးကိုကျွန်တော်28သိန်းပြည့်ပြန်လဲရွေးထုတ်ခဲ့ရတယ်လို့သိရတယ်ပေါ့နော်အော်ပြောရမယ်ဆိုတော့ဗျာအဲ့လိုပတ်စံနဲ့လာရွေးနိုင်ရင်တော့လွတ်မယ်ရွေးတကယ်လို့ပတ်စံမရွေးနိုင်ဘူးဆိုရင်တော့ရှင်းတန်းသွားပေါ့ရှင်းမှုတန်းလိုနေတဲ့အတွက်ကြောင့်ဆိုပြီးတော့သူက စစ်မှုတန်းလိုတဲ့ရက်ွက်တွေကိုကျွန်တော်လက်လွဲရောင်းချတာတွေလုပ်နေတယ်လို့သိရတယ်။ရလာတဲ့ပတ်စံတွေကိုဒီလိုအုပ်ကြီးတွေပြီးတော့ကျွန်တော်ဒီမြို့နယ်မှာရှိတဲ့ရဲတွေထွေးဟုတ်တွေကနေဝေမျှပြီးကျွန်တော်တို့ဒါစားသုံးကြတယ်လို့သိတယ်။အဲ့တော့ပြည်သူလူထုကလည်းဒီလိုမတရားမှုကိုတိုင်ဖို့အတွက်ကျွန်တော်မြို့နယ်ရဲစခန်းဒါမြို့ရဲစခန်းဆိုတာဒါအမှုခင်းပြင်တိုင်ရမယ်။အဲ့လိုတိုင်ဖို့အတွက်တိုင်တော့လေပြောရမယ်ဆိုရင်ဒီရဲမြို့နယ်မှုပေါ့မြို့နယ်မှုကလည်းဘာဖြစ်လဲဆိုရင်ဟို နိုင်ငံမှာလဲသူစုမှုတန်းလိုအပ်နေတာဘူးအလိုလိုလိုပါလေဟာလိုအပ်နေတယ်ပြီးရင်သူတို့ရဲ့ဝေစုကိုလည်းမရမှလည်းကြောက်တယ်အဲ့တော့သူတို့ရဲ့တိုင်တန်းမှုကိုပြည်သူတွေရဲ့တိုင်တန်းမှုကိုသူကလစ်လို့ရှူထားတယ်သဘောအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အုပ်ကြီးတွေကတပြေးတနေ့နဲ့တနေ့ကျွန်တော်တို့ဟိုလက်ရဲစရဲဖြစ်လာတယ်စိုးဝါလာတယ်စိုးဝါလာတယ်နောက်ပတ်ဆုံးကျွန်တော်တို့ကနေကင်းကြောင်တော်ကြီးလဲကျွန်တော်တို့ကောက်ပြီးတော့ကျွန်တော်တို့ဟိုဖမ်းဆီးအရင်ကတော့ကျွန်တော်ရိုးတန်းရဖမ်းတာလေးရှိတယ်နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုရိုက်နဲ့ဖမ်းဆီးပြီးတော့လူပုံလဲမှာဒါမျိုးတွေကျွန်တော်တို့ဖမ်းဆီးပြီးလောက်လာတာရှိတယ်သူကဟိုပြောရမယ်ဆိုဒေါ်ဘုံမျိုးနဲ့မှာရှိတယ်သူပြည်သူတူကနေပြီးကျွန်တော်ချီတန်သားတာလေးရှိတယ် ဟိုဆက်လက်ပြီးအလားတူဖြစ်စဉ်မျိုးပေါ့နော်ကျွန်တော်ဒီဘကိုးတိုင်းကျွန်တော်မင်းလားမြို့နယ်တဲ့လဲကူကြေးရအုပ်စုတင်လေတဲ့အုပ်ချုပ်ရေးမှုအောင်ထွက်ကတဲ့ကြေးရနေပြည်သူများထံမှာစစ်မှုထမ်းကြီးလက်စင်ကောက်ခံနေသည့်အပြင်တဲ့ကြေးရအတွင်းမှာလူငယ်များဟိုပါပေါ်တာဆွဲဖမ်းဆီးနေကြောင်းတဲ့ဒေသခံပြည်သူများကလည်းပြောဆိုပါတယ်တဲ့ဟိုနိုဝင်ဘာလတဲ့16ရက်နေ့ညနေ4နာရီချိန်တဲ့လဲကူကြေးရတွင်တဲ့ကြေးရအုပ်စုတင်ပါဝင်တော်တဲ့ရေသနာစုကြေးရမှာနာမည်လေးတွေပါလေကြောင့် ကိုဖိုးစော်ဤတားသမတ်ဖြစ်သူကို၎င်းနဲ့ရေကြည်ကျွေးရာမှာဥဖိုးဆိုးဤတားตาငယ်လေးနဲ့ကိုပြုံးချိုတို့ကိုတဲ့အလုံးပေါင်း၃ယောက်ပေါ့နော်ပြုံးချိုဆိုလူရှင်တော်ပြုံးချိုတော်မဟုတ်ပါဘူးမဟုတ်မဟုတ်မဟုတ်သူကဒီလဲကူကနော်ကြည့်ကြရမှာလေလူရှင်တော်ပြုံးချိုပါလုံးနေဟာသူကတော့ဟိုပွဲလေးရှာကဟိုဒါပြည်သူစပီကာနော်ဒါပြည်သူစပီကာနော်ဟာဒါပြည်သူပဲအဲ့တော့ပြုံးချိုသူတို့ပါဟုတ်ကဲ့ตาငယ်ตาตาငယ်လေးနဲ့နော်ငယ်လေးနဲ့ပေါ့နော် ကွန်ပျိုးချုံတို့ကိုတဲ့ဒါလီကျွန်တော်ရဲ့ဒီစကားမစစ်တက်ကနေပြီးတော့နော်ဟိုအတူတဲ့အုတ်ချုံရင်းမှုဖြစ်သူအောင်ထွက်ကဝင်ရောက်ပေါ်တာဆိုဖန်စီဆောင်တည်ရပါတယ်အုတ်ချုံကသူနဲ့ပါတော်လို့ဘာမှမတော်ပါဘူးအဲ့လိုတဲ့ကျွန်တော်ပြောရမယ်ဆိုတော့ဗျာနိုဝင်ဘာလ16ရက်နေ့ကဖန်စီခံရတဲ့လူငယ်3ဦးပေါ့အဲ့3ဦးကတော့ပြန်မလွတ်တော့ဘူးသူတည်ရတယ်ဘာလို့ဆိုတော့နောက်ကနေငွေနဲ့မရွေးနိုင်ဘူးအဲ့တော့ तू ကဘာလို့လဲတဲ့ဆိုစစ်တင်တန်းချောင်းကိုပို့လိုက်ပြီလို့သိရပါတယ် ဒါဒီကလေးတွေကဘာယူစစ်တဲ့နံကြောင်းပို့တယ်ဆိုစစ်တဲ့နံကြောင်းမှာအဲတပတ်နှစ်ပတ်လောက်ထားပြီးလို့ရှင်းတန်းပို့မှာရှင်းတန်းရှင်းတန်းပို့တော့မယ်အဲ့တော့ဒီကလေးတွေရဲ့မိဘတွေကလည်းသူတို့လိုက်ရွေးခြင်းတယ်ဒါပေမဲ့သူတို့ကလည်းပတ်စံမရှိဘူးမရှိတဲ့အခါကျတော့သူတို့လည်းပြောရမယ်ဆိုရင်တော့ဘလုံးကမတက်နိုင်တော့ဘူးเนาะအဲ့တော့အဲ့ကလေးတွေကတော့အခုတော့လောလောဆယ်တော့သူစစ်မှုတန်းပို့အတွက်သူတို့တင်တန်းကြောင်းတွေကိုရောက်သွားပြီလို့သိရပါတယ်ဒါလေးတော့ကြာကျွန်တော်တို့မင်းလာမှာရှိတဲ့ ပြည်သူတို့ကပြေးထားတယ်ကျွန်တော်တိုင်သားသားလေးပါဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့ရုပ်ရှင်သဘင်ဂီတနဲ့မကောက်မော်ဒယ်တွေပါပါလာပြီးမဲဆွဲတဲ့ကာလမှာအပါလဲပါတယ်ပါတယ်ဟုတ်ဆိုတော့ဟိုတချို့တော့လူပညာသမားတွေတို့ကျွန်တော်တို့မပြောလို့ပါဘူးဟုတ်ကဲ့အဲတော်တော်များများကတော့ကျွန်းစုံနန်နေကြသေးတယ်ဟုတ်ကဲ့ကျွန်းစော်တွေနန်နေကြတဲ့အတွက်ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူးဒါပေမဲ့ကျွန်တော်တို့ကတကယ်တကယ်ကျွန်တော်တို့ဒီ ဖယ်ဒရယ်ဒီမိုကရေစီကိုကျွန်တော်တို့ရှောက်လန်းတော့မယ်သွားတော့မယ်ဆိုရင်ကျွန်တော်တို့ကျူပင်ကုတ်ကျူငုတ်မကြံကျွန်တော်တို့ကအကုန်လုံးကိုတော့ကျွန်တော်တို့ကတော့တန့်စင်ရမှာပဲဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါကိုစည်းသာပါရီများရတာဒီကောက်ကြောင့်ထူးဆန်းနေကိုဟုတ်ကဲ့ဟိုဖန်းစီပြီးတော့ငွေညစ်ခံရတာဘသူတွေလဲဆိုတော့စကမ်းမှာရဲစကမ်းကနေပြီးတော့ဖန်းစီပြီးငွေညစ်တာတိတူတွေရ အုတ်ချုပ်ရင်းမှုတွေဟမ်ဘလို့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 အုတ်ကြီးလေအုတ်ချုပ်ရင်းမှုတွေအဲ့ဒါတင်းကတော်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 သူစမ်းပါဘူးဟုတ်ပြီဟုတ်ပြီသူစမ်းပါအောင်ကျုံပြောမျိုးမရဲစကန်ပေါ့နော်အုတ်ချုပ်ရင်းမှုတွေဟိုတဲ့ချော့ခေါ်ကဖန်းစည်းငွေညစ်တဲ့ဖြစ်စဉ်ဖြစ်ခဲ့ဒါလေးပြောပြတရားဝင်တိုင်းကျုံပြောမျိုးနဲ့တဲ့ချေးရအုတ်ချုပ်ရင်းမှုတွေကိုစစ်ကော်မရှင်ရဲတပ်ဖွဲ့ကကျုံပြောမျိုးမရဲစကန်ကိုလိန်လေခေါ်ပြီးတဲ့ဖန်းစည်းကတဦးကို45သိန်းနဲ့ပြန်ရွေးခိုင်းတယ်လို့သိရပါတယ်။အဲအဲ့ဒါပဲ။ဖွင့်လေပြီတဲ့။ဒီသူရှေ့ကနေပြီးတော့မတရားဣဇာရီတရားဣဇာရီစားတော့ ခုသူတို့လည်းပြန်ပေးရပြီဟုတ်တယ်ဗျာအဲ့ဒါဘယ်နေ့ကလဲဆိုနိုဝင်ဘာလ14ရက်နေ့တဲ့ကြုံပြော်မြို့နယ်ကြုံတနီးအနီးတဲ့ဘောဆွေအုပ်စုတွေကပေါင်းစုကြီးကြေးရွာအုပ်ချုပ်ရေးမှုအပါအဝင်ကြေးရွာရှိရွာကအုပ်ချုပ်ရေးမှုတွေကိုတဲ့ကြုံပြော်မြို့မှာရဲစခန်းကလေယာကိစ္စပြောစရာရှိလို့ဆိုပါရုံးကန်းမှာထိုင်ခိုင်းခဲ့ပြီးဖမ်းဆီးချုပ်နှောင်ကငွေနဲ့ယူခိုင်းခဲ့တယ်လို့သိရပါတယ်ဒါထူးခြားတယ်နော်တယောက်တည်းတော့မဟုတ်ရှေ့ရဟုတ်လားရှေ့ကောင်းလိုက်တာဖြစ်တဲ့အန်ဒီလိုလေယာကိစ္စပြောဖို့ရှိလို့ဆိုပြီးခေါ်တော့တယ်သူတို့တွေသွားကြတယ်အုပ်ချုပ်ရေးမှုရှေ့ရောက်လုံးကဟိုကြတော့ ရဲမေးတဲ့ဒူရဲဦးကအကုန်ဖမ်းဆိုပြီးတော့တဲ့အမိန်ပေးခိုင်းတယ်။ဟာပြီးတော့ဖမ်းတဲ့ယောက်ျားလေးတောင်မဟုတ်ဘူးလား။ရဲမေးရဲမေးရဲမေးဖမ်းတာ။အဲအကဲကြီး။အမိန်ပေးခိုင်းပြီးတော့သူကအဲ့မှာထိုင်လိုက်ပြီးဆိုရတယ်တန်းပြီးတော့ဖမ်းခိုင်းတာ။ပြီးတော့မိသားစုကိုတဲ့ငွေ45သိန်းစီနဲ့ရွေးခိုင်းတယ်လို့ကြုံပြောမျိုးမရဲစကန်းနဲ့နီးစပ်သူတို့ကပြောတယ်တဲ့။အဲကဲကြီးစံဖမ်းစီခံရသူအုတ်ချုပ်ရင်းမှုတွေရဲ့ကြေးရွာတွေကမြေယာချင်းကားတွေနဲ့ပတ်သက်ပြီးမြေယာတွေအတွက်လေငွေချေးထားတယ်ဗျာ။ဒါမှမဟုတ်အဲ့ရွာတွေမှာလည်းအရန်ဒုက္ခရောက်နေတော့ မပေးနိုင်ဘူးပြန်မပေးနိုင်ဘူးမပေးနိုင်တဲ့ခါမှာဒီအုပ်ချုပ်ရေးမှုတွေကဒီတိုင်းဆိုရင်တော့ကောင်းတဲ့ပုံပုံပေါ်ပါတယ်သူတို့ခိုင်းနိုင်မလို့တဲ့ခါကျတော့သူတို့ဟိုစိတ်မရှိတော့ပြည်သူကိုငွေမြင့်ဆန်နေပေါ့သူတို့ဘကမှတဆင့်ပေါ့လေဒါရိုက်အုပ်ချုပ်ရေးမှုဆိုတာကြံတဲ့အိမ်တွေကိုတည်င်းပေးလို့ရတာ။သူတို့ကတည်င်းမပေးတဲ့ခါကျတော့မပေးရကောင်းလားသူတို့ဖမ်းတဲ့သဘောဖြစ်မှာ။နော်။အဲအဲ့ညီအားကိစ္စနဲ့ပတ်သက်ပြီးအကျွေးမဆက်ခဲ့တာကြောင့်လည်းအုပ်ချုပ်ရေးမှုတွေကိုလိမ့်လေခေါ်ကဖမ်းဆီးငွေတောင်းခဲ့တယ်လို့သိရပါတယ်တဲ့။ ူတို့ရွာတွေကလည်းလေယာချင်းငွေတွေဦးတဲ့ပြန်မဆက်ကြဘူးတဲ့အဲ့ဒါကြောင့်အုပ်ကြီးတွေကိုဖမ်းပြီးရဲကငွေညစ်တာလို့ဒေသခံတို့ကပြောပါတယ်ဖမ်းစည်းကံသူအုပ်ချုပ်ရေးမှူးတွေကိုတယောက်45သိန်းပေးမှပြန်လွတ်ခဲ့တယ်လို့သိရပြီးတောင်သူတွေဟာလည်းလစဉ်စစ်မှုတန်းကြီးတိုင်းအောင်9000ပေးနေရပြီးစားဝတ်နေရေးမှာခက်ခဲလာတာကြောင့် ချင်းဝင်မဆက်နိုင်ပဲဖြစ်နေတယ်လို့သိရပါတယ်။အင်းဟုတ်ပါပြီ။ဟိုကျွန်တော်ဒီဟာလေးအုပ်ကြီးတို့တကြီးတို့ဘာတို့ကျွန်တော်အခုကျွန်တော်တို့ကအမြဲတမ်းနေစဉ်နေဟိုအပတ်စဉ်တိုင်းကျွန်တော်တို့ကနေလို့ပြည်သူစပီကာဆိုပြီးတော့ပြောတော့အဲကျွန်တော်ငငယ်ကဟိုတိုင်ခဲ့တဲ့တိုင်ခဲ့တဲ့တို့ကျွန်တော်သွားသိကြတယ်။အဲ့တုန်းကကျွန်တော် ငငရတိုင်ခဲ့တဲ့တညလေး1986 89 88နောက်ပိုင်းဟိုပေါ့နော်89 86 86လောက်က86 89ဟိုအဲ့တော့ငငတော့ကလေးပေါ့ငငတော့ကလေးဩငငတော့ကလေးပေါ့အဲ့တော့88နောက်နောက်ပိုင်းပဲဖြစ်လိမ့်မယ်ဘာလို့လဲ88ပြီးတာနဲ့ဆိုတော့89မှာကျွန်တော်တန်ချက်တွေကိုပိတ်ပလိုက်တာဟုတ်အဲ့ဆိုအဲ့အဲ့ဒီမှာကျွန်တော်တို့ကငငတော့ကျွန်တော်တိုင်ခဲ့တဲ့တညလေးရှိပါတယ် အဲတကြီးဖျားရွာသားကောင်းမှုတဲ့စဲအိမ်ကောင်းယာအိမ်ကောင်းတကြီးအိမ်ကမောင်းခွေးကြောင်စဲအိမ်ကောင်းကစဲအိမ်ပိုင်နဲ့ယာအိမ်ကောင်းကယာအိမ်ပိုင်နဲ့ပိုင်ဆိုင်မှုတွေခွဲဝေထားတော့တကြီးသားတွေစိုးဝါနေတယ်တဲ့ဗျာအဲ့တိုင်းဖြစ်နေအဲကျွန်တော်တို့ဒါတိုင်ခဲ့လို့ဆိုတာဒါတကယ်တကယ်ပြောမယ်ဆိုအနည်း40ကျော်ပါဟုတ်ကဲ့ဟုတ်ကဲ့အနည်း40ကျော်မှကျွန်တော်ငငယ်လေးတိုင်ခဲ့ကလေးဘဝနေတိုင်ခဲ့တိုင်ခဲ့တဲ့အချိန်မှာဒီအသေးပဲကိုကျွန်တော်ဒီတော့မသိဘူးမသိဘူးပေါ့မသိဘူးအဲကျွန်တော်ခုကြတော့ဟာ ခိုးလုံးကကျွန်တော်ရဲ့မွေးသားဖေးအာဟိုကဗျာချာကြီးမောင်စိန်းကြီးကနေဒီတန်ရက်တွေရေးပြီးတော့ဥစားလို့တော့အော်ဒီခေတ်မှာတော်ပြီးတော့ပွက်တီဖြစ်နေပါလားဗောနော်တကြီးဖရာရွာသားကောင်းမှုတယ်ဟောနော်အိုးတကြီးဟိုဘာလို့လဲရွာသားလေးကပတ်စံနေစုပြီးတော့တဲ့တယ်တကြီးကနေပြီးရောက်ချလာရောက်ချလာပြီးတော့သူကတကြီးဖရာအောက်ကရွာသားကြတော့ကောင်းမှုတယ်သူ့ပတ်စံတပြားမှမပါပဲအဲ့လိုလုပ်ခဲ့တယ်အခုလေဒီတိုင်းပဲ ျွန်တော်တို့ဝစားပေါ့နော်ဒီတက်ချုပ်ကြီးကနေပြီးတော့နော်မအားလာနေပြီးတော့မာနဝိဇယဖရာကြီးကိုတဲတယ်ပြည်သူပစံနဲ့တဲတယ်ပြည်သူဗန္နာနဲ့တဲပြီးတော့ဒီမအားလာဆိုတဲ့နာမည်ကြီးမအားလာမိသားစုဆိုတဲ့နာမည်ကြီးကိုတက်သွားတယ်အဲပြီးတော့အဲ့မှာပါသေးတယ်ဗါလဲစေအိမ်ကောင်းဂျာအိမ်ကောင်းတကြီးအိမ်ကမောင်းခွေးကြောင့်စေအိမ်ကောင်းကစေအိမ်ပိုင်းနဲ့ဂျာအိမ်ကောင်းကဂျာအိမ်ပိုင်းနဲ့ ပိုင်ဆိုင်မှုတွေခွဲဝေထားတော့တကြီးသားတွေစိုးပွားနေတယ်ကဲကွက်တိမကြဘူးလားကြတာပေါ့ကြတာပေါ့ဟိုပွားလေးကမင်းတို့ဘာလုပ်ရမလဲစစ်မှုထမ်းကြီးကိုမင်းတို့ဘာလုပ်ရမလဲပေးရမလဲစစ်မှုထမ်းဖို့လူပနေရောက်လူတွေဘာညာဆိုအောက်ကဒီတကြီးသားတွေစိတ်အိမ်ကောင်းတွေယာဉ်ကောင်းတွေတကြီးတွေကနေဟာလာကြကွာလောက်ကြကွာရှိတော့လူတွေဖမ်းပြီးငွေတွေညှစ်ကြတာတန်ချက်ကကွက်တိသွားကြတယ်ကွက်တိသွားကြနေတယ်ဟုတ်ဟုတ်ကဲ့ပါတန်ကျက်ကွက်တိကြတယ်လို့ကျွန်တော်ရှင်ကိုလည်းတိုင်ပြန်သားတဲ့စာလေးလည်းရှိပါတယ်ဟုတ်ကဲ့ပါစကိုင်းတိုင်းစကိုင်းမြို့နေတဲ့ဝချက်ကြီးကြီးရွာတွေနဲ့ငလျင်တန်းကြောင့် နော်ငလင်းတန်တင့်ပြီးတော့ထိခိုက်ဟိုဆုံးရှုံးခဲ့တဲ့အဆောက်အဦများနေတဲ့နော်အဲအဆောက်အဦများတွဲတဲ့ငွေကိုတဲ့ကြီးရွာအုပ်ချုပ်ရေးမှုကနေပြီးတော့နော်တိန်အောင်နေနဲ့20ရာခိုင်နှုန်းစီတဲ့ပြန်လေဖြတ်တောက်နေပါသည်ပါတော့တဲ့ပဲနော်တဲ့တဲ့တဲ့တော့ပါပါစင်းနေပြန်ပြီပါပါစင်းနေပြန်ပြီနာပြန်ပြီနာနော်အဲဒါလည်းကျွန်တော်တို့ဒါမလုံးသေးမလုံးထိုက်တဲ့အရာတွေပါပဲဟုတ်ကဲ့ပါအဲအမှန်တကယ်ဖြစ်စင်မှာတဲ့ တအိမ်လူရင်းနဲ့အရင်နော်အရန်နစ်နာတာမို့တဲ့ဒါလေးကိုလည်းတဲ့ဟိုပြောပြပါပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့နိုင်ငံတကာကနေပြီးတော့ဟိုပေးတဲ့အလူငွေတွေဟုတ်ကဲ့နိုင်ငံတကာတွေအားနေပြန်လည်းခွဲထမ်းကြတာပေါ့နော်အလူငွေတွေကိုဒါဒီရွာမှာတော့ဒါဘတ်ဂျက်ဘယ်လောက်ကျဘတ်ဂျက်ဘယ်လောက်ကျတယ်ဒီရွာကတော့ဘတ်ဂျက်ဘယ်လောက်ကျတယ်ဒီမျိုးကတော့အဆောက်အဦပိုပြက်လို့ဘတ်ဂျက်ဘယ်လောက်ကျတယ်ဆိုတဲ့ဥစ္စာကိုအဲဟိုခွဲထမ်းနဲ့ကျတဲ့ဥစ္စာကို သူကခုနကျွန်တော်ပြောသလိုပဲပိုင်ဆိုင်မှုတွေခွဲဝေထားတော့ကြီးသားတွေစိုးပွားနေတာပေါ့ဗျာပါစနစ်နဲ့တော့သူကပြန်ပြက်နေတယ်20ရာခိုင်နှုန်းတော့အဲကျင်းနေတာဒီကတော့ဒီဝက်ချက်ကြီးကြီးရွာတို့ဘာတို့ဆိုတာမြို့ခေါ်မလားကြီးရွာခေါ်မလားတော့မသိဘူးအော်ပြောရမယ်ဆိုရွာကြီးရွာကြီးရွာကြီးပေါ့နော်ကြီးရွာဟုတ်စုဝက်ချက်ကြီးဒါရွာဆိုတော့အဲသူ့မှာဒီပေါ်တာလီပေါ်တင်နေဆွဲလို့မရဘူးဟုတ်ကဲ့ပါပေါ်တာလီပေါ်တင်နေဆွဲလို့မရဘူးသူ့မှာဝင်ငွေရသူမရှိဘူးမရှိတော့ငလျင်တန်ကြောင့်ဟို ဟိုကကဘာရဲရဲကနေပြီးတော့ပေးတဲ့အလူငွေတို့သူကနေ20ရာခိုင်နှုန်းပါစနေဖြတ်တာဒါတကယ်တကယ်ကျွန်တော်သူမြတ်တာပါတယ်သူအုတ်ချုပ်ယူမှုဘာလို့50 50မဟုတ်ဘူးလေအုတ်ချုပ်ယူမှုရှိပြောဟာဟဲ့ရောမင်းတို့လိုမျိုးငါတို့တွေကကလေးသူငယ်သူငါတို့တွေကမျိုးဖမ်းပြီးတော့ငါတို့တွေလှုပ်ရှားနေတာမဟုတ်ဘူးငါတို့ကငလျင်နေတဲ့ဥစ္စာလှုပ်ရှားနေတာလို့ဒါပြောလို့ရတာပေါ့နော်နော်လူတွေလည်းတော်တော်ပါဟုတ်ကဲ့ပါကျွန်တော်တို့ဒီစီစဉ်လေးကိုတိုင်ကြားနိုင်ရင်လည်း အပတ်စဉ်တိုင်းကျွန်တော်တို့ဒါလေးကိုကျွန်တော်ထုတ်လင်းပြီးတော့ကျွန်တော်တို့ဒါပြောပြပေးသွားပါမယ်ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီမိဘပြည်သူများရဲ့ကျွန်တော်ရက်ွက်မှာရှိတဲ့ကြေးရွာမှာရှိတဲ့အုံကြီးတွေယူစောတီးတွေကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီမအားလာရဲ့ကျွန်တော်ထောက်တိုင်နေပါဗျာဟုတ်ကဲ့ပါသူတို့ရဲ့ကျွန်တော်ရက်ွက်တဲ့မှာနှင်းစံနှိပ်ပတ်မှုတွေပေါ့နော်နှင်းစံနှိပ်ဆက်မှုတွေနော်စကားတော်မှာစကားတော်မှာမပြီးတော့ဟုတ်လားအဲ့လိုမျိုးကျွန်တော်ကြုံတွေ့ခဲ့ပြီးရှိတော့ပေါ့နော်ဟုတ်ကဲ့ပါဘာပြည်သူများအနေနဲ့ကျွန်တော်တို့ဒီတက်တည်နဲ့တကွာပေါ့နော်ကျွန်တော်တို့ရှိကိုလာရောက်ပြီးတိုင်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 းနေနေ တိုင်ကြားနိုင်တယ်တိုင်ကြားနိုင်တယ်တိုင်ကြားနိုင်တယ်ကျွန်တော်လည်းတွေးတိုးနေတာမသိဘူးတိုင်ကြားနိုင်ပါတယ်ပေါ့နော်အဲတကယ်လို့များအဲ့လိုတိုင်ကြားခဲ့ရင် မိဘပြည်သူများရဲ့အတွက်ပေါ့အနေမရှိနိုင်ဘူးဆိုတဲ့အကြောင်းစဉ်းစားနေရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့တိုင်ကြားနေနေဆိုရင်တော့တိုင်ကြားတိုင်ကြားနေနေဆိုရင်တော့ကျွန်တော်ဟိုစိန်သီးရဲ့ Facebook Page Messenger မှာတွားရောက်ပြီးတော့ သတင်းပေးလို့ရပါတယ်ခင်ဗျာ။အော်အချက်လက်လေးတွေတိတိကျကျပေးတဲ့ခါကျတော့ပူကောင်းပါတယ်။တကယ်လို့အဲ့လိုသတင်းတော့ပေးကြင်ပါတယ်။ငါတို့ထိခိုက်မလားမစိုးရင်ပါတယ်။ကျွန်တော်တို့ဟိုလာရောက်တိုင်တန်းနဲ့ပြည်သူလူထုရဲ့ privacy ကိုလုံးဝမထိခိုက်စေရပါဘူးလို့ကျွန်တော်အားမခံပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်ရဲ့ Facebook ဟိုအကောင့်မှာလည်းလာပြီးတိုင်ကြားလို့ရတယ်လို့ကျွန်တော်လည်းပေးနှစ်ခုသုံးခုရှိပါတယ်ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်နာမည်နဲ့ဤပါပဲအဲ့မှာလည်းတိုင်ကြားလို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်ဥစားကရှာလို့မရဘူးဘာညာဆိုရင်လည်းကိုစီသားတို့ကိုပေါ်လင်တို့ရဲ့ Facebook အကောင့်တွေမှာလည်းတိုင်ကြားလို့ရပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ကနေကျွန်တော်ပြောချင်ပါတယ်ဘာပဲပြောပြောတကြီးဖျားရွာသားကောင်းမှုစကစုလေးမှတ်မိသေးတယ်ဆိုတာကျွန်တော်ငယ်ငယ်ကတိုင်ခဲ့တဲ့တိုင်ချက်လေးတစ်ခုပါပဲ နော်တကြီးသားတွေစိုးွားနေတာကိုကျွန်တော်တို့ဘလို့တွန်းလံမလဲတော်လံမလဲဆိုတာနောက်အပတ်ဒီမှာဆက်လက်ပြီးတော့ကြည့်ရှုကြပါလို့အားပေးရင်လည်းကျွန်တော်တို့ဒီများနဲ့ပဲနှစ်သိမ့်ပေးပါခင်ဗျာကျေးဇူးများကြပါတယ်